အားလုံးမင်္ဂလာပါဖျားခင်ရဲ့ကျေးဇူးတို့ချီးမွမ်းပါကျွန်တော်တို့ဒီနေ့ဒီလူကဆင်ခြင်ဖို့အတွက်ကောင်းသောမျိုးစီခြေပါပေါ့နော်ဆိုတော့ကောင်းစဉ်လေးနဲ့ဒီနေ့ကျွန်တော်တို့တို့ကဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်အာဒီတိမောသေဟောဝါရစာဒုတိယဆောင်ပဲပေါ့နော်ဆိုတော့တမန်တော်ရှင်ပေါ်လို့နောက်ဆုံးချိန်မှာတိမောသေကို personally ရေးရပါ ဆိုအရင်ဝန်နေကြကောင်းတဲ့အချိန်နေဆိုဇာတိအားဖြင့်အရင်အာဟိုကြည်ကွေးကြကောင်းတာပေါ့နော်ဟောလူဇာတိမှာခင်မင်ချစ်ခင်ယင်းနီလို့ဖော်ဆောင်ပေးတယောက်ဖြစ်တယ်ဆိုသူကတော့ဒီလောကရဲ့ခွဲခေါ်သွားမယ်ဆိုတော့တန်ရုံးစဉ်ရန်တွင်နေတဲ့ဆရာတပည့်ပြုမဝိညာဉ်ရဲ့သားဖဒီလိုပုံစံမျိုးတွေတော့ရှိတာပေါ့နော်ဒါမျိုးပြောတယ်ဆိုအိမ်မှာ तू က အဲတမန်တော်ရှင်ပေါ်ပြောတဲ့အရာလေးအာနှစ်တိတိတိအဖွာလောဤအမိဥနေ၌အရင်တည်သောယုံကြည်ခြင်းတည်းဟူသောဆိုတော့ဆတမန်တော်ရှင်ပေါ်လူကတိမောတိလေးကိုပြောတာမှာသူ့ရဲ့အဖွာနဲ့သူ့ရဲ့အမိစီမာအရင်ဥဆုံးရှိတဲ့ယုံကြည်ခြင်း ဆိုတော့အဲ့ဒီယုံကြည်ခြင်းကိုသူကအရင်ဆုံးပြောတယ်။သင်ဤအဖွာလောဤအမိဥနှိမ့်၌အရင်တည်သောယုံကြည်ခြင်းတည်းဟူသောငါသဘောကျသည့်အတိုင်းသင်၌လည်းတည်သောယုံကြည်ခြင်းစစ်ကိုမှတ်မိစေခြင်းက၎င်းဆိုတော့သဘောဘာကိုပြောခြင်းလဲဆိုလို့ရှိရင်အာခုနပြောလို့တမန်တော်ရှင်ပေါ်လို့ကခွဲခွာရတော့မယ့်အခါမှာ ော့အပေါ်မှာဆိုလို့ရှိရင်ဒါမနေ့တော့ကျွန်တော်ဆင်ခြင်ခဲ့တာသူမျက်ရည်ပေါ့နော်ဆိုတော့သူမျက်ရည်သူလွမ်းနေဆိုတော့သူမျက်ရည်ကြတဲ့နေရာမှာအရင်ဝမ်းနေကြကောင်းတဲ့အခြေအနေမျိုးလေးတွေရှိတဲ့အရာကိုသူတွေ့ရကောင်းပါတော့တဘောပြန်မှတ်မိစီလေဆိုလို့ရှိရင်ဒီတိမောတိဆိုတာသူကဖျက်တာကြီးဖြစ်လာရတဲ့အကြောင်းရင်းဟာအာသူ့ရဲ့ဖွာလောဤနဲ့အမိဥနှိပ်စီရနေ လာတဲ့ယုံကြည်ခြင်းဒီကေတင်ကြီးတင်းစကားကိုဘသူကပြောပြတာလဲဆိုလို့ရှိရင်တိမိုသေစပြီးမှမွေးလာကလေးကသူ့ရဲ့အဖွားနဲ့သူ့ရဲ့အမေကကောင်းကောင်းပြုစုပြူထောင်ပေးနိုင်တယ်ကောင်းကောင်းနှုတ်ကပတ်တော်မျိုးစိအေဦးဒီတင်းစကားကိုကောင်းကောင်းပြောနိုင်တယ်ဆိုတာကိုတွေ့ရတယ်ဘုရားတမန်တော်ရှင်ပေါ်လို့တာသူ့ရဲ့အဖွားနဲ့သူ့ရဲ့အမေဘာကြောင့်ဒီလိုပြောရလဲသူ့ရဲ့အဖွားနဲ့သူ့ရဲ့အမေရဲ့ယုံကြည်ခြင်းကို သူဘာဖြစ်လို့စိတ်ချလဲဆိုလို့ရှိရင်တမန်တော်ရှင်ပေါ်လူရဲ့ပထမဦးဆုံးဒါအာသာသနာခရီးပေါ့နော်ဒါပထမဦးဆုံးစထွက်လာတဲ့ဒီသာသနာခရီးမှာသူနဲ့ဘာနာဘာနဲ့နော်ပြီးတော့မှအာမာကုလို့ခေါ်ရယောဟန်ပေါ့သူတို့ကအတူတူထွက်လာခဲ့တာထွက်လာတော့မယောဟန်ကပြန်သွားတော့ဒါကတမန်တော်ထုတယ်မှာပါတယ်ယောဟန်ကအဲသူစစ်ပြီးတော့မှ အမှုမထမ်းနိုင်တော့တဲ့သဘောမှာရှိတယ်။ तू ကလည်းနည်းနည်းချမ်းသာတဲ့အတိုင်းဝန်ဖြစ်နေမယ်။အဲ့တော့ तू ကပြန်သွားတယ်ပြန်သွားတဲ့အခါမှာဘသူပဲကြံခဲ့လေဆိုလို့ရှိရင်ဘာနာဘာနဲ့ရှင်ဘောလူပဲကြံခဲ့တယ်။ခုနယောဟန်ကသူတို့စီကနေထွက်သွားပြီ။ထွက်သွားတဲ့အခါမှာသူတို့တွေကဆက်ပြီးတော့မှသွားတယ်။သွားတဲ့အခါမှာသူကပင်မြို့ကိုသူတို့ရောက်သွားတာလေဆိုလို့ရှိရင်အန်တီယုတ်မြို့နော်သူတို့အန်တီယုတ်မြို့ကိုရောက်သွားတယ်ဆိုတော့တွေ့ရတယ်။ဆိုအန်တီအန်တီအုပ်မျိုးကိုရောက်သွားပြီးတော့မှာ အဲ့ဒီမှာသူနှုတ်ဘွက်တော်ဝီငှားတဲ့ခါမှာအဲ့ဒီမှာရှိနေတဲ့သူတွေကတချို့တွေကယူရလူတွေကဘာဖြစ်ကြလဲဆိုလို့ရှိရင်လက်မခံကြအောင်ပဲသူတို့လက်မခံကြအောင်နှင်ထုတ်ကြတယ်အချို့ယုံကြည်ကြတယ်ဆိုချို့ယုံကြည်ကြအဲ့ရနေသူတို့ထပ်ပြီးတော့မခီးထွက်ဘူးခီးထွက်တဲ့ခါမှာဘယ်ကိုရောက်သွားလဲဆိုလို့ရှိရင်อีโกเนမျိုးတို့ရောက်ရင်ထိုသူနှစ်ယောက်တို့ဒီယူရတရားဇက်တို့ဝင်၍ဟောပြောသည်ဖြင့်ယူရလူ ဟီလတ်လူများအပေါင်းတို့သည်ယုံကြည်ခြင်းသို့ရောက်ကြ၏ဆိုအဲ့ဒီမှာဘာပါလာလဲဆိုတော့ခုနပြောတဲ့ Iconi Mew ဆိုတဲ့ဥစ္စာလေးပါလာတယ်ဆိုတော့ဒါပထမဦးဆုံးတမန်တော်ရှင်ပေါ်လူနဲ့ဘာနာဘာတို့ထွက်သွားတဲ့ခရီးစဉ်မှာအဲ့ဒီ Iconi Mew ဟာဘသူရဲ့မြို့ဖြစ်နေလဲဆိုတော့ခုနအတိမောတိရဲ့အဖွားနဲ့တိမောတိအမိနေတဲ့မြို့ဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့အဲ့ဒီမှာစပြီးတော့ယုံကြည်တယ်လို့သုံးသပ်လို့ရတယ် အဲ့ဒီကနေမှသူတို့ကယုံကြည်တက်ဝင်လာပြီးတော့မှဒုတိယတစ်ချိန်ဘလောက်ကြာွားလဲဆိုတော့ကျွန်တော်တို့မပြောနိုင်ဘူးဆိုတော့နှစ်ကအစိမ့်နဲ့ချီပြီးကြာသွားဖြစ်လိမ့်မယ်ဆိုတော့အဲ့တုန်းကအာတိမောသေးလေခန့်နေနေလေရှိတော့မယ်ဆိုတော့ဒုတိယတစ်ချိန်သူတို့သွားတဲ့ဒုတိယတင်သူထွက်သွားတဲ့အခါမှာအဲ့ဒီချိန်မှာတော့ရှင်ပေါ်လူနဲ့တီလာလူပဲပဲဖြစ်သွားပြီဆိုတော့ဘာနာဘာအချားနေရရောက်သွားပြီပေါ့ဆိုတော့အဲ့ဒီမှာသွားတဲ့အခါမှာ ်ဘာတွေ့ရလဲဆိုလို့ရှိရင်တမန်တော်ဝတ္ထုခန်းကြီး16ကိုရောက်လာတဲ့အခါမှာထိုနောက်မှာပေါလုသည်ဒေရဘီမြို့နှင့်လုဒရမြို့သို့ရောက်လီလုဒရမြို့၌တိမိုသီအမိရှိသောတပည့်တော်တစ်ယောက်ရှိသူ၏အမိကယုံကြည်သောယူဒမိန်းမဖြစ်၏အဘကဟေလတလူဖြစ်၏ထိုသူသည်လုဒရမြို့ဤကောနီမျိုး၌ရှိသောညီအကိုတို့တွင်အသေးရှိသောသူဖြစ်တွေ့လားခုနဤကောနီမျိုးဆိုတာဒီမှာအတူတူပဲ လုဒရနဲ့အီကိုနီမျိုးဆိုအတူတူပဲအဲ့ဒီမှာတိမောသေရဲ့အမိကယုံကြည်သောယူဒဆိုတာပထမတစ်ချိန်အာပေါလုတို့သွားပြီးတော့မှအင်ဂလိခရီးစဉ်တာမနာပြုခဲ့တော့ပြောင်းလဲသွားတဲ့သူတွေဖြစ်တယ်ဆိုတာတွေ့ရတယ်အဲ့ဒီမျိုးစီပေါ့ပေါလုတို့ခြားခဲ့တဲ့ဝိညာဉ်ရဲ့မျိုးစီအဲ့ဒီမှာအပင်ပေါက်လာဆိုတော့အဲ့ဒီအာတိမောသေရဲ့အမိနဲ့အဖွာအဲ့ဒီမှာပြောင်းလဲလာပြီးတော့မှဘာလုပ်ကြလဲဆိုလို့ရှိရင် တိမိုသေလူငင်းငင်းလေးကအေဝံဒီတဲ့စကားကိုပြောပြပြီးတော့မှအသက်တာမှာဖြစ်လာလဲဆိုလို့ရှိရင်တိမိုသေကပြောင်းလဲလာတဲ့ခါမှာဘာဖြစ်တဲ့သူဖြစ်လာလဲဆိုလို့ရှိရင်ဒါတမနဝထုခင်း16ငယ်နှစ်မှာထူးထူးသည့်လုတ်ရမြို့ဤကောနီမြို့၌ရှိသောညီကိုတို့တွင်အသေးရှိသောသူဖြစ်ပေါလုသည် ထိုသူကိုခေါ်ခြင်းကအလိုရှိ၍သူသည်သူ၏အဘသည်ဟေလတလူဖြစ်သည်ကိုထိုအရေး၌ရှိသောယူဒလူအပေါင်းတို့သည်သိသောကြောင့်အည်ပြားလိချင်းကိုသူအား ေးလေကြီးဆိုတော့တတ္ထာဟောဘာဒါဘာကိုပြောရှင်လဲဆိုလို့ရှိရင်ဟိုတိမောတိလီယာဘလူအချိန်အောင်ရောက်သွားပြီလဲဆိုလို့ရှိရင်အဲ့ဒီမြို့မှာကျန်တဲ့ယုံကြည်သူတွေရဲ့အရှိမှာအတိရှိခဲ့သူဖြစ်သွားတယ်။တဘောကဒါအဖွားနဲ့အမီရဲ့မျိုးစိကျေးတာနှုတ်ကပတ်တော်တမန်တော်နဲ့ညီတွင်တင်ပြည့်ပြင်လာတဲ့ခလေးဖြစ်တဲ့အခါမှာ အသက်ကြီးလာတဲ့အခါမှာလူရှိဖះရှိမှာမျက်နာရတယ်ဆိုတဲ့ဥစ္စာလေးကိုဒါမှတွေ့ရတယ်။ဒါကြောင့်တမန်တော်ရှင်ပေါ်လို့သူ့ကိုအာ calling ခံရတယ်ဆိုတာလေသိတဲ့အခါမှာသူ့ကိုသူနဲ့အတူတူတမန်တော်ရှင်ပေါ်လို့နဲ့အတူတူတိမောသေလေးကိုတာနာခီးစင်မှာအာတာနာပြုတ်ထဲမှာပါဝင်ဖို့အတွက်သူ့ခေါ်သွားတော့မယ်ဆိုတဲ့အရာလေးကိုအနားလေရတယ်။ဆက်တာပါလေဆိုလို့ရှိရင်တိမောသေရဲ့အဖွားနဲ့တိမောသေရဲ့အမေရဲ့ ကြေးချတဲ့မျိုးစိဆိုတာဒါကိုကျွန်တော်တို့အများကြီးတွေ့ရတယ်။ဆိုတော့ကျွန်တော်ဘောင်မြင်လဲဆိုလို့ရှိရင်အထူးသဖြင့်ပေါ့နော်ကျွန်တော်တို့ယုံကြည်သူမိသားစုအတိုင်းဝိုင်းမှာကလေးသူငယ်တွေကိုကျွန်တော်တို့ကဆင်ဒီစကူပို့တယ်။ကောင်းတယ်ဒါပို့ရမယ်။ဒါပေမဲ့ဒါတစ်ဖက်တစ်ခါပဲ။ဒါကျွန်တော်ကြုံတယ်ကျွန်တော်ပြောတယ်။အဲ့ဒီကလေးကသူ့ရဲ့ဝိညာဉ်ရေးရာအစပြုပြီးတော့မှ ကြီးထွားပြီးမှတတိတေပြီးတော့သူ့ရဲ့အထင်းမှာနှုတ်ကပတ်တော်နဲ့တိဆောက်ပေးရမှာဘာလို့လဲဆိုလို့ရှိရင်မိသားစုဝင်တွေဖြစ်တယ်ဆိုတာတွေ့ရတယ်။အဲ့ဒီမိသားစုဝင်တွေကနေ့စဉ်အသက်တာထဲမှာသူ့ပြောနေတဲ့စကားတွေပြုမှုလုပ်ကင်ဆောင်ရွက်နေတဲ့အရာတွေအဲ့ဒါတွေအကုန်လုံးကအဲ့ဒီကလေးကသင်ယူနေတာဖြစ်တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့ရှိနေတဲ့လူကြီးတွေအယံသတိထားရတယ်။ကျွန်တော်တို့ကိုယ်တိုင် နှုတ်ကပတ်တော်နဲ့အသက်ရှင်ဖို့လိုသလိုကျွန်တော်တို့ထိတွေ့နေတဲ့ကျွန်တော်တို့မျိုးတွေကျွန်တော်တို့သားသမီးတွေကျွန်တော်တူတူမတွေကိုကျွန်တော်ဘာနဲ့ပြန်ပြီးတိဆောက်ပေးရမလဲဆိုလို့ရှိရင်နှုတ်ကပတ်တော်နဲ့ပြန်ပြီးတော့မှတိဆောက်ပေးရမယ်ဆိုတာကိုနားလေရတယ်။အဲ့ဒီအခါမှာခုနပြောသလိုတိမောသေရဲ့အဖွားနဲ့တိမောသေရဲ့အမေရဲ့တိဆောက်ပေးလိုက်တဲ့အရာအချင်းတန်တဲ့အခါမှာတိမောသေဒီလူရှိဖះရှိမှာတကယ်ပဲအသေရှိတဲ့သူမင်္ဂလာရှိတဲ့သူဖြစ်တယ် ပြီးတော့မှဘုရားသခင်ရွေးကောက်တယ်ဆိုလို့ရှိရင်တော့သူဒီခုနပြောလို့တကယ်အမှုတော်ဆောင်ပြီးတော့သာသနာပြုဆရာတယောက်ဖြစ်လာတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ရှင်ဘောလူဆိုတာတအားစီကံကြည့်ရတူပါယောမရရဲ့ဒီဟိုယောမအစိုးရရဲ့လက်အောက်မှာနေပြီးတော့မှလူရီရဲ့စီမင်းစီကံနဲ့လည်းအရန်ရှိခဲ့သူဘာသာတရားနဲ့ဆိုလို့ရှိရင်တကယ်ပါရီရှေတယောက်ဖြစ်တယ်ဆိုတော့တွေ့ဒါပေမဲ့သူကဘာဖြစ်လဲဆိုလို့ရှိရင်ဒီတိမောတိလေးကိုတွေ့တဲ့အခါမှာသာနာပြုတ် လုပ်ဖို့အတွက်သူကိုယ်တိုင်လက်တင်နေသူဖြစ်တယ်ဆိုတော့ဒါသာကျွန်တော်အောက်မှာဆိုလို့ရှိရင်ဒါကိုကျွန်တော်ဆက်တွေ့ရတယ်ဆိုတော့တာနာပြုဖြစ်ဖို့သူကိုယ်တိုင် comment ပေးတယ်ဘောနော်သူကိုယ်တိုင်ထောက်ခံနေသူဖြစ်တယ်ဆိုတော့တွေ့ရတယ်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်တိမောသေးရဲ့အတ္တကအယံ smack ဖြစ်တယ်ဆိုတော့တွေ့ရပါဒါဘာကြောင့်လဲအမိနဲ့အဖွားရဲ့ကြေးခဲ့တဲ့မျိုးစီကြောင့်ဖြစ်တယ်ဆိုတော့တွေ့ရတယ်ဒါကျွန်တော်တို့ယုံကြည်သူတိထားမယ်ဓမ္မဟောင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တီဗီသားမောရှိ ။နောက်မောရှိရဲ့အကြောင်းလေးလည်းကျွန်တော်သိရတယ်။ဆိုတော့မောရှိကသူမွေးလာတဲ့အချိန်မှာအရင်ခက်ခဲပါတယ်။ဆိုတော့ဟီဗျဲလူမျိုးတွေကိုတတ်တာပေါ့။နော်။ဖာရောဘီယံတတ်တယ်။ဆိုတော့မောရှိရဲ့အမိအဖေကဘာဖြစ်လဲဆိုလို့ရှိရင်ဉာဏ်ပညာရှိတယ်။ဆိုတော့သူတို့ရအောင်မွေးရကလေးကိုမွေးပြီးတော့သူတို့ဖွဲ့ထားတယ်။ဆိုတော့သုံးလပြည့်လာတော့ကလေးကအတန်ထွက်လာတော့မမြင်ရတော့။အဲ့တော့ဘုရားဉာဏ်ပညာပြီးတဲ့အချိန်သူတို့အာဖာရောဘီယံတမီရေချိုးတဲ့မျက်စိမှာအသာလေး သူချင်းအောင်လေးရက်ပြီးတော့သွားထားလိုက်တော့ဟာโอเคသွားပြီအဲ့ဒီမှာတွေ့လေတွေ့တော့ချစ်သွားဒါဖျားသခင်ကလည်းဒီဖာရောဘုရင်သမီးရဲ့စိတ်ကိုတွေးဆောင်မှာဖြစ်မှာပါအဲ့ဒါနဲ့ထွေးပွေးချီပွေးနေတော့အဝေးကလှမ်းကြည့်နေတယ်မီရီအန်လေးကလှမ်းကြည့်ပြီးတော့ဘာပြောလဲဆိုတော့အသွားပြီးတော့မှဟာအဲ့ကလေးကိုထိမ့်မဲ့သူများလူကျင်လားလူပြောတဲ့ကမှာအေးခေါ်လာခဲ့ဆိုတော့အခန်းသင်ပဲသူ့အမိကိုခေါ်လာခဲ့တယ်။တော့ဖာရောဘုရင်သမီးကလည်းရိတ်မိနေပါတယ်ဒါဟာ အဆွေမျိုးတွေပဲဖြစ်မယ်ပေါ့နော်ဆိုရင်းမိနေတယ်โอเคဘာလို့လဲဆိုတော့ဒီကလေးကိုငါတွေ့မွေးပေးပါပြီးတော့မှအခါကိုပြီးမယ်လို့တောင်းပြောလိုက်ဆိုတော့အခါကိုပြီးမယ်လို့ပြောတဲ့အခါမှာအာโอเคအဲရွေရောက်လာတဲ့အခါမှာနန်းတော်လေးကိုအပ်လိုက်တယ်ဆိုတော့အဲ့ဒီတောင်းလျှောက်မွေးတဲ့အချိန်မှာဆိုတော့အရွေမရောက်လာခင်တောင်းလျှောက်ငယ်တဲ့ပြင်မှာ မောရှိရဲ့အမေကမောရှိကိုကောင်းကောင်းဒီဟိဗြဲလူမျိုးတွေရာဇဝင်ကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတဲ့သာရဖျားရဲ့အကြောင်းကောင်းကောင်းပြောပြနိုင်နော်ဆိုတော့တကယ်အံ့ဩစရာကောင်းနေရပါတဖျားကင်လှုပ်ထားတဲ့အရာဆိုမောရှိကငေသောရင်မှာအမိရဲ့မိခင်ရဲ့တွင်တင်ဆုံးမခြင်းဖခင်ရဲ့တွင်တင်ဆုံးမခြင်းကိုခံလာရတဲ့အခါမှာဒီကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတဲ့သာရဖျားယုံကြည်တယ်ဘာအဲ့ဒီအချိန်ကာလမှာဒီ အဲ့ဒီလိုတိုင်းပြီမှာတကယ်နှစ်ဖေးရားတွေပဲကူးကွယ်တဲ့ကာလဖြစ်တယ်ဆိုတော့တွေ့ရဒါကြောင့်သူဒီသူ့လူမျိုးဟိပြေလူမျိုးကိုချစ်ရမယ်ကောင်းဝင်နေမြို့ဖန်ဆင်းတဲ့ထာဝရဘုရားကို तू ကကူးကွယ်ရဆိုလို့ရမျိုးစေအဲ့ဒီမှာကလေးကြာပါတယ်ဆိုတော့တွေ့ရတယ်เนาะအဲ့ဒါဒါကြောင့်တော်ပြောမှဒီအာသူ့လူမျိုးဂျွန်တယောက်ကအာဟိုအရာရှိတယောက်ကသူ့လူမျိုးဂျွန်ကိုဟိပြေဂျွန်အာရိုက်နှက်နေတဲ့ကောင်တော့တွားပြီးတော့မှ အဆုံးမပြီးတော့နောက်တက်လိုက်တဲ့အချိန်မျိုးတွေရောက်သွားတယ်ဆိုတာတဘောသူ့လူမျိုးဘက်ကနေချစ်တဲ့စိတ်ပြီးတော့ဒီဖခင်ရဲ့လူမျိုးကြီးကြုံခံနေရတယ်ဆိုတဲ့အသည့်မျိုးစရာအแทမှာရောက်ထားပြီးသားဆိုတာတွေ့ရတာပေါ့เนาะဒါကိုကျွန်တော်တို့နားလဲပြောချင်တာကမိုးရှိရဲ့အမိဒီလေမိုးရှိဝင်ငယ်လေးကလေးကဖခင်ကိုချစ်တဲ့ဖို့ပြီးတော့စစ်မှန်တဲ့ဖခင်ကသူ့ကိုကိုးကွယ်နေဖခင်ပါလဲဆိုတာငငယ်လေးကမျိုးစစ်ကျဲတဲ့အခါမှာ ဲ့ဒီမောရှိကနန်းတော်တွေကိုရောက်သွားပြီးမှကြံတဲ့အရာတွေဟိုသူတို့ကိုးပွေမှိုင်းဆိုင်မှာလုံးဝရန်နေသွားခြင်းမရှိဘူးဆိုတဲ့ဥစ္စာကြီးတွေ့ရတယ်။ဒါလည်းခုနပြောတဲ့သူ့မိဘသူ့အာမျိုးစိကြေးကြီးတွေနှုတ်ကပတ်တော်ကြောင့်ဖြစ်တယ်ဆိုတာတွေ့ရပါတယ်။ဒါကြောင့်ဒါလေးကိုကျွန်တော်တို့အာနှလုံးသွင်းဖို့လိုတယ်။ပြီးတော့မှကျွန်တော်တို့ရဲ့အိမ်မှာလက်တွေ့ကျင့်သုံးရအောင်။ကျွန်တော်နဲ့သက်ဆိုင်တဲ့တူတူမတွေကျွန်တော်နဲ့သက်ဆိုင်တဲ့ဒီသားသမီးတွေမျိုးတွေ ကျွန်တော်နှုတ်ကပတ်တော်နဲ့ညီသွန်သင်ရအောင်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဒီနှုတ်ကပတ်တော်တမာတရားနဲ့ညီကိုယ်တိုင်ရက်တည်ဖို့လိုပါတယ်ဆိုတော့တို့ဒီနေသောအရွယ်မှာစာဖြည်းဖြည်းသွားတဲ့အခါမှာတမာတရားနဲ့တိဆောက်ပြီးလိုက်တဲ့အတွက်ခုနပြောလို့အချိန်တန်တဲ့အခါမှာတကယ်ပဲလူရှိဖျားရှိမှာမျက်နာရတဲ့သူတွေဆိုတော့အချိန်တန်ကြားလို့ရှိရင်လည်းကိုယ်ကဂုံယူရတဲ့သူတွေဖြစ်လာမှာဖြစ်တယ်ဆိုတော့တွေ့ရပါတယ်နောက်ဆုံးကျွန်တော်ကြမ်းချက်လေးတစ်ခုနဲ့ပြန်ပြီးတော့မှ ပိတ်ချင်ပါတယ်အတိမောသီဩဝါဒစာဆောင်လေးကိုလည်းနည်းနည်းပြီးအောင်ဖတ်လိုက်အောင်နော်တိမောသီဩဝါဒစာဒုတိယဆောင်ခန်းငယ်ငါမဆုံးသေးဘူးသင်၌တည်သောယုံကြည်ခြင်းစစ်ကိုမှတ်မိသဖြင့်၎င်းဤညမပြတ်ဆုတောင်းပတနာပြုသည်တွင်သင်ကိုမချမ်းလက်အောက်မေ့သည်ဖြစ်၍ငါဘူပီကူးကွေသည့်အတိုင်းကိုကိုကိုတည်သောစိတ်ဆင်ခြင်သည်ဘဝငါကူးကွေသောဖျားသခင်ကြီးစုတော်ကချီးမွမ်း၏အဲဆိုပြောချင်တာက ငါဘူဘီကူးကွေတယ်ဆိုတဲ့ဥစ္စာဆိုတော့ခုနပြောတဲ့ဟီဘီလူမျိုးတွေကူးကွေတာပါเนาะဆိုတော့ဂျူးလူမျိုးတွေကူးကွေတဲ့အတိုင်းသူခရစ်ယာန်ဖြစ်လာပြီဒါပေမဲ့ဂျူးလူမျိုးတွေကူးကွေတယ်ကောင်းကင်နယ်မြေကြီးကိုဖန်ဆင်းတဲ့ထာဝရဘုရားကိုပဲငါတို့ကူးကွေတယ်အဲ့ဒီဘုရားကငါတို့ကိုအော်တာပါစိတ်ကြည်လင်းယုံကြည်လက်ခံသခင်ရှုကေတီမှာရှိပြီးယုံကြည်လက်ခံတဲ့အခါမှာအော်တာပါစိတ်အသစ်ဖန်ဆင်းခြင်းခံလိုက်ရပြီးတော့မှမင်းုံကအမြင်နဲ့တတိယမင်းအတွက်ကဆုတောင်းပေးနေတယ်ဒါကတော့ ျွန်တော်မင်းကြီးတို့ကအဆက်ပေါ့နော်ဆိုတော့အရင်သူတတိယရယ်ဆိုတဲ့အကြောင်းပြောတယ်သူအမိသူအဖွားကိုလေဒါတမန်တော်ရှင်ပေါ်လူကဒါသူတို့သူတို့ရဲ့ယုံကြည်ခြင်းကကျွန်တော်တို့မျိုးစီသွားကြေးထားတဲ့အရာမှာအဲ့ဒီယုံကြည်ခြင်းကစစ်မှန်တဲ့ယုံကြည်ခြင်းမင်းစီမှာလည်းရှိနေတယ်ဆိုတော့မင်းနားလေဖို့လူတယ်ပြီးတော့မှအာဒီအဲ့ဒီယုံကြည်ခြင်းမင်းမှာရှိနေတဲ့ယုံကြည်ခြင်းတိုင်းငါစီမှာလည်းအဲ့ဒီယုံကြည်ခြင်းရှိပါတယ်ဆိုတဲ့ဥစ္စာလေးကို တပြန်ပြောပြနေတာဖြစ်တယ်ဆိုတော့ကိုတွေ့ရတယ်เนาะအဲ့ဒါလေးကိုနားလေရတယ်။ဒါကြောင့်တိမောသေရဲ့အမေနဲ့တိမောသေရဲ့အဖွားရဲ့ဒီတိမောသေပုံမှာကြီးခဲ့တဲ့မျိုးစေ့ဝိညာဉ်ရေးမျိုးစေ့ကဒါအခုနပြောသလိုလာတွေ့ရပေါ့เนาะဒါနောက်ဆုံးအရာလေးကိုအကျဉ်းချက်လေးနဲ့အဆုံးသတ်ချင်ပါတယ်။ဂလာတိဩဝါဒစာအခန်းကြီး6မှာရှိပါတယ်အဲ့ဒါက အငယ်ရှစ်မှာဇာတိပဂတိ၌မျိုးစည်းခြေတော်သူသည်ဇာတိပဂတိအဖြစ်ပုတ်ပြခြင်းအတိနံကိုရည်ရလိမ့်မည်ဝိညာဉ်ပဂတိ၌မျိုးစည်းခြေတော်သူသည်ဝိညာဉ်ပဂတိအဖြစ်ထာဝရအသက်ရှင်ခြင်းအတိနံကိုရည်ရလိမ့်မည်အဲ့ဒါတော်တော်ခွန်အားရစရာအကြောင်းဖြစ်သွားတယ်နော်အခုနတိမောသီရဲ့ ဒီအဖွားနဲ့အမေရောတိမောသေဘာနဲ့မျိုးစီကျဲလဲဆိုလို့ရှိရင်ဝိညာဉ်ပဂတိမျိုးစီကျဲတာဖြစ်တယ်ဆိုတာသိရတယ်ဝိညာဉ်ပဂတိမျိုးစီကျဲတဲ့အတွက်ကြောင့်မလို့သာဝရအသက်ရှင်ခြင်းအသီးနှံကိုသူတို့ဟာအချိန်တန်ကြောက်လို့ရှိရင်ရိပ်ရမယ်သာဝရပါသွားတာဒါဒီလောကမှာရှိနေတဲ့အချိန်ကာလမှာပဲပါသွားတာမဟုတ်ပါဘူးတပေအချိန်တိပါသွားတာလဲဆိုလို့ရှိရင်သာဝရကာလပါသွားတာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ် ော့အဲ့ဒါကိုကျွန်တော်တို့နားလေရတယ်เนาะဒါကြောင့်ဒါပေမဲ့ဇာတိပဂတိဆိုတဲ့အရာမှာမျိုးစိခြေတွေဆိုလို့ရှိရင်တော့ကျွန်တော်ဒီခုနေ့မှာပဲပါမှာဖြစ်တယ်ခဏပေါ့เนาะခဏအနေထားမှာပဲပါသွားမှာဖြစ်တယ်ပြီးတော့မှအဲ့ဒါဘာလဲဆိုလို့ရှိရင်ပုတ်ပြက်ခြင်းလို့သူကပြောတယ်ပုတ်ပြက်ခြင်းဆိုတာအာအရာမထင်ဘူးဇာတိပဂတိဆိုတော့ခုနကသိတဲ့အတိုင်းပဲကျွန်တော်တို့ဝန်းနေစရာကောင်းတယ်ပုတ်ပြက်တယ်ဆိုလို့ဆိုတာအနတ်အသက်မကောင်းတော့ဘူးပေါ့နော် ဒါရီကဝန်းနေစရာကောင်းတဲ့ဥစ္စာတွေပဲ။ဒါကြောင့်ကျွန်တော်တို့နဲ့တက်ဆိုင်တဲ့အာခုနကပြောငွေသုံးရမှာကျွန်တော်ပြုစုပြုထောင်ပြီးမယ်ကလေးသူငယ်တွေ။ကျွန်တော်ဘာနဲ့မျိုးစစ်ကြည့်ရမလဲဆိုနှုတ်ကပတ်တော်တမန်တရားအဖြစ်မျိုးစစ်ကြည့်ရင်ဒါကသာဝရအသက်ရှင်ခြင်းအသီးငယ်ကိုကျွန်တော်ပြန်ရိပ်ရမယ်။ဆိုဇာတိပဂတိဆိုတော့ကျွန်တော်တို့ဒီလောကနဲ့ဆိုင်တဲ့အရာတွေကိုပဲကျွန်တော်တို့ကြေးတယ်ဆိုလို့ရှိရင်ဆိုတော့သူတို့ရဲ့အတ္တတားထဲမှာ ဒါကျွန်တော်ပြန်ပြီးတော့အချိန်နဲ့ပြန်ရိတ်တဲ့အခါမှာတကယ်ပို့ပြချင်းတင်းနေအောင်ပဲပြန်ရရမှာဖြစ်ပါတယ်ဆိုတဲ့အရာလေးကိုဒီလိုပါဆင်ခြင်မှုဖြစ်ပါတယ်ဆိုတော့အလုံးပေါ်မှာဖျက်ခင်တာယူကောင်းကြည့်ပေးပါစေ